ခမားတို့စင်ရဲဘူးလားခမားတို့ဒုက္ခရောက်ဘူးလားဟာငါဒုက္ခရောက်ဘူးရဲ့ရောငါတို့တော့အဲ့လိုဖြစ်မရှိဘူး no ခမားတို့မှဖြစ်ရှင်းစရာနီးလိုက်ရှိကောင်းရှိနိုင်ဒီဆိုင်မှာဝင်တာကလေးရက်နှစ်ယောက်ကလေးရက်နှစ်ယောက်ခေါ်လာတော့ဒါလည်းခမားတို့အဲ့ပရိဒါဓမ္မတွေဒီအရေးအကြောင်းဆိုမှာပေါ်ပင်ဖြစ်ချင်တာနဲ့နာမည်ကြီးချင်တာနဲ့တုထဲလူရဲ့ငါတုထဲငါဟုဆိုပြီးတွားလူတဲ့ပရိဒါဓမ္မတွေဒါလည်းထည့်ပြောကြအောင်ဟုတ်လား ဒီတက္ကမထဆိုးတဲ့လူတွေလိုင်းတာမှာဒုက္ခရောက်နေတဲ့လူတွေအများကြီးပါကွာမင်းတို့ပရိုက်တာဒါလို့ချင်းနေကူညီကြဟုတ်လားအားကြမင်းတို့တချို့ပရိုက်တာတချို့တချို့ပြောရအောင်တချို့ပရိုက်တာဓမ္မတချို့အမြင်ကအောင်ကောင်းလာနော်အမြင်ကအောင်ကောင်းလာကျွန်တော်တို့ကကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့မှစားစရာမရှိဘူးငတ်ပြီးကျွန်တော်တို့ခက်ခဲဖြစ်ရင်ကျွန်တော်လူစားလို့ရတယ်ကျွန်တော်တိုက်စားလို့ရတယ်ကျွန်တော်ကုံသွားထမ်းလို့ရတယ်နော်ကျွန်တော်တို့ကြိုက်တဲ့အလုပ်လုပ်စားလို့ရတယ်ဈေးတွေဈေးတွေမှာအားကြီးပဲတခိုးတွေလာကြည့်ရလမ်းသွားလို့ရှိရင်ကို့ဆွဲချင်းကိုလေကိုကကြည့်နေရတာအရှင်းရှောက်ရတာတော်တော်ကို့ဆွဲချင်းကိုပြန်ငုတ်ကြည့်ရတာထဲထဲကဟင်းထုတ်တွေဟင်းထုတ်နိုင်တယ် ကျွန်တော်တော့တနာနေလဲအိမ်ခေါ်တာကိုယ့်အိမ်ကိုခေါ်တာနော်အခုမှလည်းအိမ်ခေါ်တာခေါ်တိုင်းပြီးအိမ်နေပါလေစောင့်ငိုင်းလာခဲ့နော်ပြန်လာလို့ရှိရင်ရှိအောင်မလားလို့အခုကခိုးခံရတဲ့သူကချုပ်ထဲမှာအခုကပရာဟိတာဓမ္မတွေလူလန်းလာနဲ့ဒါရိုက်ပါသပရာဟိတာဓမ္မတွေနာမည်ကြည့်အောင်ပါကြည့်အောင်ကြည့်ပြရလူတွေပါဗျာဆရာကြီးစတိုင်နော်လားအမကလေးကိုအဲကလေးထည့်ပေးတဲ့မိဘကြီးလည်းရေးယူပါမှာဘာကြောင့်ထည့်ပေးလိုက်တာလဲ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့လှိုင်တာယာကတခိုးမအားဂယုနာတက်လူတန်းနေတဲ့ပရာဟိတသမားတွေကိုတခိုးကလူပြန်ဟစ်ဖြစ်နေပြီလို့ပေါက်ကိုယ်တော်မှပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီးမှအဆုံးထိနာဆင်ဝေဖန်သုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာအဲမျိုးတွေမင်္ဂလာပါဗျာဒီနေ့က23ရက်ဆယ်လပိုင်း2025ဖြစ်ပါတယ်ဗျာအခုရဲရန်ကုန်ကနေမနက်လေးရောက်လာဘူးမနက်လေးပြန်ရောက်ပြီပေါ့နော်ပြန်ရောက်ကြောက်မရောက်သေးဘူးဥစဉ်တပည့်ချမ်းမာနေနေနားနေတယ် ။အပြောချင်တာလဲဆိုတော့လိုင်နာယာကိစ္စလေးပေါ့နော်။လိုင်နာယာကိစ္စလေးကိုဆက်ပြောမယ်။လိုင်နာယာကိစ္စကလက်ရှိမင်းရနေထားထီ၄ဦးဖမ်းထားတယ်။၄ဦးဖမ်းထားတယ်နော်။၄ဦးကအဲ့နေဘာပေါ့နော်အဆိုင်ရှင်နှိမ့်ဆက်တဲ့တခုဖမ်းပြီးမှနှိမ့်ဆက်တာလွဲချော်နှိမ့်ဆက်တဲ့ ရဲ့တမ်းမှာဖန်တဲ့တကူရဥပဒေကြောင့်နားမလဲပဲနေဆက်တဲ့ဆိုင်ရှင်တကမာကြီးရဲ့ပထမဆုံးဒီဆိုင်မှာဝန်တာကလေးရဲ့နှစ်ယောက်ကလေးရဲ့နှစ်ယောက်ခေါ်လာတော့เนาะဒါလည်းအခမ်းအနားတို့အဲ့ပရိဒါဓမ္မတွေဒီအရေးအကြောင်းဆိုမှာပေါ်ပင်ဖြည့်ချင်တာနဲ့နိုင်မဲ့ကြီးချင်တာနဲ့တုထဲလူရဲ့ငါတုထဲငါဥဆိုပြီးတွားလှူတဲ့ပရိဒါဓမ္မတွေဒါလည်းထည့်ပြောကြအောင်ဟုတ်လားဒီတကမှာထဲဆိုးတဲ့လူတွေလှိုင်းတာမှာဒုက္ခရောက်နေတဲ့လူတွေအများကြီးပါကွာမလို့ပရိဒတ်တာအားလို့ချင်နေဆိုကူညီကြဟုတ်လား အကြမ်းတို့တချို့ bright တချို့တချို့ပြောရအောင်တချို့ bright တာမှိုက်တချို့အမြင်ကအောင်ကောင်းလာနော်အမြင်ကအောင်ကောင်းလာရှင်မရဘယ်လောက်လှူနိုင်ရောလဲဘယ်လောက်လှူလို့လဲဆိုတော့စကားလာပြောနေပေါကိုတော်တို့လည်းလှူတတ်နေရပဲနော်ပေါကိုတော်တို့မလှူဘူးလှူတယ်ဆိုတော့အလုံးတည်တယ်ဟုတ်လားပေါကိုတော်တို့ပေါ်ပြင်လုံနေရမဟုတ်နော်ဗထမကလေးထည့်ပြီးတဲ့ရာစုတစုလည်းဖမ်းထားတယ်လို့ဦးဇင်းတို့ကြားကြည့်ရတယ်အလုံးပေါင်း၄ဦးလောက်ဖမ်းထားလို့ကြားကြည့်ရတယ်နော်တားတည်ရပါတယ် အဲ့တော့လိုင်တာမှာရှိတဲ့ရဲတွေလက်ရှိပူနွေးနွေးပြောင်းလာတဲ့ရဲမှု CB ဥစိန်လွင်နေရာကိုပြောင်းလာတဲ့ဒကာကြီးနော်ရန်ကုန်တိုင်း CB ပေါ့အခုကတခုကလူပြိုင်ဟစ်ဆိုတဲ့သကပုံလုံးဖြစ်နေတာတခုကလူပြိုင်ဟစ်ဆိုတဲ့သကပုံလုံးဖြစ်နေရနော်အဲ့ပုံစံဖြစ်နေတယ်ဒါလေးကိုလည်းခင်ဗျားတို့ view site ဖို့လိုတယ် တခိုးကနောက်ဆိုလို့ရှိရခိုးပြီးမှဒီလိုဒိုင်ဘာဆန်ဆန်နေပါလေလူရဲ့တူတွေပေါ်လာပြီးမှနာမို့လို့နာမည်ဆွတ်ကြည့်လိုက်မယ်နော်တခိုးလည်းတခိုးအလျာခင်ဗျားတို့အေးအေးယူရမှာနော်ဆွဲရမှာနော်ဥပဒေတိုင်လှုပ်ဆောင်ရမှာနော်သူ့ဟာကိုအဘဒမီမျိုးဆိုဘဒူတွေပဲလိုက်လိုက်ဟုတ်လားအဲ့တော့ဒါလေးလည်းမျိုးစစ်စစ်ဖို့လိုတယ်ဗျာကြားလားဆိုင်ရှင်ကိုလည်းကလေးဦးတွေနဲ့ခင်ဗျားတို့ဒလုံမတခုလည်းမဖမ်းမှုဆိုင်ရှင်လည်းဖမ်းမှုဆိုတူနှစ်ဦးနှစ်ဖက်ကြီးနဲ့တောင်းပန်ပြီးလုပ်ပြီးလိုက်ဟုတ်လား လှုပ်ပြလိုက်လှုပ်ပြလိုက်ဒါဒီတိတ်ဒီပလန်နိုင်သွားအောင်မှာခင်ဗျားတို့နော်ဒါဥစဉ်ပြောပြတာပါဥပဒေရဟုတ်လားအခုကခိုးခံရတဲ့သူကချုပ်ထဲမှာအခုကပရာဟိတဓမ္မတွေလူရန်နာနဲ့ဒါဘာသပရာဟိတဓမ္မတွေနိုင်မဲ့ကြည်အောင်ဗာကြည်အောင်ဝကြည်ပြားလူတွေဗျာဆရာကြီးစတိုင်နော်ဟုတ်လားအမကလေးကိုအကလေးထည့်ပေးတဲ့မိဘကြီးလည်းရေးယူရမှာဘာကြောင့်ထည့်ပေးလိုက်တာလဲ အရင်တစ်ခေါက်ကကလေးစီးတူအရင်တစ်ခါကလေးကတယောက်ထည့်ပေးတယ်တဲ့နှစ်ယောက်ရှိသွားရင်နော်နှစ်ယောက်မစီးတီမှမြတ်တို့ညံပြီးမှဟုတ်လားအပြစ်မရှိဘူးအပြစ်ရှိတယ်ပြောတာမဟုတ်ဘူးနော်အပြစ်ရှိတာကဆိုင်းရှင်မှလည်းအပြစ်ရှိတယ်လို့နှိမ့်ဆက်မှုအပြစ်ရှိတယ်လို့ဒီဆိုင်းရှင်မှခိုးခါတူကလည်းအပြစ်ရှိတယ်ဦးစင်းတို့ကတော့အများမူခိုက်တောင်းတိုင်းတော့လိုက်မတောင်းနိုင်ဘူးကြလားမတောင်းနိုင်ဘူးဒါလေးလည်းပြောချင်လို့ပါဗျာနော်ဥမြန်မာနိုင်ငံကတော့じゃあ အခိုးကလူပြိုင်ဟဲ့တဲ့ခိုးတဲ့လူတွေကနာမည်ကြီးတဲ့အနေထားရောက်ပြီးခိုးတဲ့အခိုးကလည်းသူကထောင်ကြစို့ဆိုကြဥပဒေကကြားမကောင်းကြော်မကောင်းကြားမကောင်းဖြစ်မှာဆိုလို့ပြောပြခြင်းဖြစ်ပါလေဗျာနော်ဒါလို့ပြောလို့ရှိရင်ပရဟိတတချို့ဓမ္မတွေကပေါက်ခိုးတော့ပြောလာအောင်မဟုတ်လားပြောရင်လည်းဒဲတာဖိုက်ဒဲတာပြောကြလားဒါလေးပြောခြင်းလောပါဗျာအားလုံးတော်ပါပဲဗျာဟုတ်လို့နော် ခုတော့အခိုးပါစက်ကလည်းထုတ်ဖို့ပြောပြီး ဟိုဘက်ကခလင်းမအေးရလဲထုတ်ပေါ်ပြောပြီးဆိုတော့အမှန်တရားပေါ်သွားပြီပေါ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘိုင်းဖြစ်စေချင်တာမေးရမယ်ဒီအဖွားရဲ့ရာဇဝင်ကိုအရင်လိုက်အောင်ဟလာဒီကလေးကသူ့ကလေးဟုတ်လားသူ့သမီးကမွေးတဲ့ကလေးလားဟလာအရင်ဒီကလေးလေးနဲ့သူနဲ့ဘလို့ဆက်ဆက်လဲဘလို့ပတ်သက်လဲတနေ့တနေ့ဒီကလေးနဲ့သူနဲ့ဘလို့တွေသွားလဲလားဒါတွေလစ်လာပါအောင်နော်လားမလစ်လာဘဲနဲ့တခါတည်းပခိုးမကိုစွတ်ပြီးတော့တနာပြီးတော့တခါတည်းအိုးအိုးလှူဒန်းကျင်နေကြတာနော်မလှူဒန်းနဲ့လည်းမပြောဘူးလှူဒန်းလို့ရတယ်ဟိုတစ်ဖက်လူကိုလည်းကြုံခံရတဲ့လူကိုလည်းသူကအစွားရိုက်တာဆိုတော့ရက်ွက်ထဲမှာဒီလိုပဲတခိုးမင်းရ ိုက်နဲ့နေကြတာပဲလူတကာရိုက်နဲ့နေကြတာပဲဒါပေမဲ့ तू ကလေးလေးပါသွားတဲ့အတွက်ကြောင့်မို့လို့ तू ကနည်းနည်းဖောင်းဖြစ်သွားတာပေါ့နော်အဲ့တော့မိုက်ပြောနေတာနေလို့လေသူ့ရဲ့ဇင်းမြစ်ကိုစုံစမ်းပြီးတော့မှလှူဒန်းကြပါလားဇင်းမြစ်လည်းမလုံနိုင်မလုံမစုံစမ်းရသေးဘူးနဲ့ဆက်ဆုပ်ပြီးတော့လှူရနေတော့အဲ့ဒါအစိတ်ပင်ကိုရေလောင်းနေတယ်လို့မိုက်ကထင်မိတယ်ဟုတ်လားဘာဖြစ်လို့လဲဆိုတော့ဒီရတဲ့သူတို့လှူဒန်းနေတာကကွန်ဝိုင်းတက်ဟုံးပါပဲ ဟုတ်လားသူခိုးစားတာတော့မှသူခုလိုမျိုးကောင်းစားသွားတဲ့ဟာကိုဟုတ်တယ်မလားအပြစ်ဒဏ်ရာမရပဲအပြစ်မကြပဲနဲ့လေဟုတ်တယ်မလားအဲ့တော့နင့်နာတဲ့လူကဟိုကခိုးလက်ခံရသေးတယ်ထောင်လက်ကြအောင်ပဲဟိုခမားမှာနော်ဟိုဘက်ကလည်းဟိုစားလိုက်ပြောတာမဟုတ်ဘူးတခိုးမဘက်ကလည်းနှိမ်ပြောတာမဟုတ်ဘူးဖြစ်တဲ့နာနော်နှစ်ဦးနှစ်ဖက်ညှတာပြီးတော့အပြစ်ဒဏ်ချသူလက်ခိုးလို့သူလက်ဟိုသူညက်ကလေးလေး ါသွားလို့ညင်မနေဆက်တာတော့သူကတော့ခိုးကဘာလဲစုပြီးတော့ဟိုတခိုးဘက်ကိုတော့ညှောက်စားပြီးတော့ဟိုခန်းတဲ့လူကိုကြတော့တက်နေထားသလိုဖြစ်မမြတ်တာဘူးဖြစ် သူလုံလုံစားကြည့်လို့ခိုးစားနေတာလေနော်ဟိုကောင်မလေးကလည်းပြောတယ်လေသူ့ကလေးကိုဒီလိုပဲမကြမကြလာခေါ်တယ်ဆိုတော့ဒီကလေးကိုကာကွယ်လုပ်ပြီးသူခိုးခိုးနေတာနော်အရှင်ကြီးပဲရန်ကုန်မြို့မှာကလေးသူများကလေးတွေငားပြီးတော့တော့မှာနော်လမ်းပင်းမှာနှုတ်ဘူးလေးတွေနဲ့နေဘူးတော့တွေလှမ်းပြီးတော့ဒီငားတော့မရတယ်လို့မတွေ့ဘူးလားအများနဲ့မတွေ့နေရတာပဲငားပြီးတော့လုပ်ပြီးတော့ကဲလုံစားနေကြတာလေလုံလုံမစားချင်ဘူးလေနော်အဲ့လိုပဲတောင်းစားခိုးစားနော်အဲ့လိုမျိုးတွေကဲ သူတို့ကအခုလိုလုပ်တော့စိတ်ပင်ကြီးလောင်းတော့ပခိုးကပို့တော့ထအောင်မယ်ဟုတ်တယ်မဒါတွေသူတို့လူသားသားတွေကကုံဝိုင်းရင်ထခိုးမှာပဲထက်လုံးမှာပဲနော်အဲ့တော့ဟိုရမ်းမအေးရအောင်ပေါ့နော်အဲ့တော့တစ်ဖက်လူအတွက်လည်းဟိုခိုးလည်းခံရသေးတယ်ထောင်လည်းကြအောင်မယ်လတိတခိုးတွေရလဲဒီလိုပဲဈေးတွေဈေးတွေမှာအားကြီးပဲတခိုးတွေလို့လာကြည့်ရလမ်းသွားလို့ရှိရင်ကိုယ်ဆွဲချင်းကိုလေကိုကကြည့်နေရတာအရှင်းရှားရတာတော်တော်ကိုယ်ဆွဲချင်းကိုပြန်ငုတ်ကြည့်ရတာထဲထဲကဟင်းထုတ်တွေဟင်းထုတ်နိုင်တယ်နော်စီဘူးတွေစီဘူးနိုင်တယ်ဆက်ပြတုံးတွေဆက်ပြတုံးနိုင်တယ် အဲ့ဒါဈေးထဲမှာလဲပြီးလို့ရှိရင်အထည်ဆိုင်ဝင်သွားတယ်အာအုပ်စုလိုက်ဝင်သွားတယ်ဟိုလူရွေးသလိုလိုဒီလူရွေးဟောအစည်းလိုက်ထည့်တယ်ပြန်ပြီးတော့ပြန်ပေးတယ်နော်ဒီလိုပဲယူရတာပဲနော်ရံမဖြစ်ချင်တော့ပြန်ယူရတာပဲကိုပစ္စည်းလည်းပြန်ရပြီဆိုပြီးတော့နော်အဲ့ဒါဘယ်လိုလုပ်ကြမလဲလို့အစိပ်ပင်နေရေလောင်းပြီးတော့အစွတ်တွေတနာပြီးတော့ဒီလောက်တော့တနာနေလဲအိမ်ခေါ်တာကိုအိမ်ကိုခေါ်တာနော်အခိုးမရတဲ့အိမ်ခေါ်တာခေါ်တာပြီးတော့အိမ်နေပါလေစောက်ခိုင်းတာကဲ့နော်ပြန်လာလို့ရှိရင်ရှိအောင်မလားလို့နော် ဲ့လိုမျိုးတွေပါမကူညီနဲ့လို့မဟုတ်ဘူးကူညီသင့်ကူညီထိုက်တဲ့လူဆိုတာရှိတယ်လေကူညီပေါ့အခုဟာသူကဘလို့လဲလုံးလုံးအားကြီးတယ်အံ့ဩတယ်အဲ့တော့ညာပစ္စည်းခိုးယူသူနဲ့ကလေးငယ်ကိုနှိပ်စက်ခဲ့သည့်အမျိုးသမီးအမှုများစွာရင်ဆိုင်ရမည့်အခြေအနေဖြင့်ရင်ဆိုင်နေရ လူမှုကိုရဲ့စာမျက်နှာ၌ပစ္စည်းခိုးယူသူတက်ကြီးပိုင်းအမျိုးသမီးတဦးနှင့်ပြင်းနေအတူပါလာသည့်ကလေးငယ်ကိုနှိပ်စက်ခဲ့သည့်အမျိုးသမီးကိုမေးမြန်းမှုများပြုလုပ်ရန်ရှိသည်ဟုဆိုကာစစ်ကောမရှင်လက်အောက်ခံရဲများကယမန်နေ့အောက်တိုဘာ27ရက်တွင်ဖမ်းဆီးခဲ့ကြောင်းသိရသည်။ပြီးခဲ့သည့်အောက်တိုဘာ20ရက်ညပိုင်းက TikTok လူမှုကွန်ရက်စာမျက်နှာ၌ကလေးချီထားသည့်ပစ္စည်းခိုးယူသူအမျိုးသမီးကိုစိုင်းပိုင်းရှင်အမျိုးသမီးနှင့် ဝန်ထမ်းအချို့ကရိုက်နှက်ခြင်းလမ်းပေးတက်တိုင်တွင်ကျိုးဖြစ်ချီနှောင်မှုများပြုလုပ်ခဲ့မှုကိုလူအများကဝေဖန်မှုများပြုလုပ်ခဲ့သည်ထိုကဲ့သို့ပြုလုပ်ပြီးနောက်လူအများစုကပစ္စည်းခိုးယူသူကိုအပြစ်မမြင်ဘဲရိုက်နှက်နှိပ်စက်မှုများပြုလုပ်ခဲ့သည့်ဆိုင်ရှင်မျိုးသမီးနှင့်ဝန်ထမ်းများကိုဝေဖန်မှုများထွက်ပေါ်ခဲ့ခြင်းကြောင့်ရဲနှင့်ရက်ကွက်အုပ်ချုပ်ရေးမှုများကဖမ်းဆီးမှုများပြုလုပ်ပြီးအမှုများစွာဖြင့်တရားစွဲဆိုရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်းသိရသည် ကလေးတငယ်ညှဉ်းပန်းနှိပ်စက်မှုအပြင်ရိုင်းနှက်မှုတွေအပြင်အခြားအမှုတွေနဲ့သက်ဆိုင်ရာကောလိုက်ကူပေးနေတဲ့သူတွေကပါတရားစွဲဖို့ပြင်ဆင်နေတဲ့ဟုရင်းဖြစ်စဉ်ကိုလိုက်ပါကူညီပေးနေသူတဦးကပြောသည်ယခုကဲ့သို့ပစ္စည်းခိုးယူသူကိုရဲစခန်းအနှံမှုမပြုလုပ်ဘဲမိမိသဘောဖြင့်ရိုင်းနှက်နှိပ်စက်မှုများကိုရုတ်တံရိုက်ကူးခြင်းသည်ဆက်သွယ်ရေးဥပဒေပုံမှ66ကဖြစ်အမှုဖွင့်နိုင်သည့်အပြင်ကမ္ဘာကူးလသမကကလေးသူငယ်အခွင့်အရေးသဘောတူညီချက်များကိုကျူးလွန်သည့်ဖြစ်သူရောက်ရှိသွားကြောင်းရှေ့နေတဦးကထောက်ပြသည် အခုကခိုးသူကခိုးတဲ့ပြစ်မှုပဲခံရမှာရိုက်နှက်တဲ့သူကဂုံတိတ်ခါထိပါမှု ပြင်းထန်တန်ရာရစေမှုဆက်သွယ်ရေးဥပဒေပုံမှားတွေခလေးတငယ်ညင်ပန်းနှိပ်စက်မှုတွေနဲ့ပါအေးအေးယူခံရနိုင်တဲ့အဖြစ်ရောက်သွားတယ်ဟုရှေ့နေတူကသုံးသက်သည်